ခဲ့ရပါတယ်လို့ကြီးပဲပြောတတ်တဲ့ agency မျိုးကို hire မလုပ်သင့်ပါဘူး agency ငါပြီ marketing budget တွေအလားအသက်မဖြစ်ခင်ဒီလေးချက်ကိုအခုပဲကြည်လိုက်ပါဆရာဝန်တယောက်က လူနာခိုင်းတဲ့အတိုင်းစိတ်ကူပေးတာမဟုတ်ပါဘူး။ယောဂပြောက်ဖို့ကုသပေးရတာပါ။အေဂျင်စီဆိုတာလည်းဒီတိုင်းပါပဲ။ကိုယ်အကြိုက်တဲ့ target audience လိုအပ်ချက်ကိုပဲဦးစားပေးပြီးစဉ်းစားနိုင်ရပါမယ်။နံပါတ်1 strategy မရှိပဲခိုင်းတာပဲလုပ်ပေးနေတာ အိုင်ဒီယာတိုင်းကိုငင်းခုန်ဆွေးနေတာမရှိပဲလက်ခံနေတဲ့ဆိုရင်ပါတနာကောင်းမဟုတ်ပါဘူး။နံပါတ်2ကိုလိုချင်တဲ့ရလက်ကိုရအောင်မလုပ်ပေးနိုင်တာ engagement များဖို့တဲ့ sales တက်ဖို့လိုတာလား lead ဝင်ဖို့လိုတာလားကိုလိုချင်တဲ့ result ကိုမပေးနိုင်ရင် agency ငှားထားရတာထီအောင်မှုမရှိပါဘူးအချိန်ကာလတစ်ခုမှာတည်ကြတဲ့ result ကိုမြင်ရဖို့လိုပါတယ်နံပါတ်3ကိုလုပ်ငန်းသဘောတဘာဝကိုနားမလည်တာ fashion brand တစ်ခုရဲ့ marketing နဲ့ construction company တစ်ခုရဲ့ marketing မတူနိုင်ပါဘူး။ကို product အကြောင်းကို audience အကြောင်းကိုတရား research မလုပ်ဘဲလုံပေးနေရင်တော့တရားမှုရှိမှာမဟုတ်ပါဘူး။နံပါတ်၄အကြံဉာဏ်အသစ်တွေမပေးနိုင်တာ။လားစင်လုံနေကြအလုပ်တွေပဲပုံမှန်လုပ်နေပြီး campaign အသစ် idea အသစ်တွေကိုဥဆောင်အကြံမပေးနိုင်ဘူးဆိုရင်တတိထားဖို့လိုပါတယ်။ market ကအမြဲပြောင်းလဲနေလို့ကိုကရှေ့ရောက်နေဖို့လိုပါတယ်။ မှန်ကန်တဲ့ agency ရွေးချယ်မှုကတင်းလုပ်ငန်းရဲ့အောင်မြင်မှုကြာရှုံးမှုကိုဆုံးဖြတ်ပေးနိုင်တဲ့အချက်တစ်ခုထဲမှာပါပါတယ်။